တခိတကာကရွှေဘဆိုတဲ့အကြောင်းပြောခြင်းပါလေဒီအကြောင်းကိုတော့ရွှေဘကိုသိမိခဲ့တယ်ရိုးရှင်မင်းသားကြီးရွှေဘနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့စာရေးဆရာဆရာမောင်နေကြီးကရေးသားခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ရုပ်ရှင်အသက်ခေတ်ဆက်ဆက်မြမရုပ်ရှင်ပြိတ္တဟာရွှေဘကိုရုပ်ရှင်မင်းသားအဖြစ် လက်ခံသိရှိခဲ့တာဟာအတန်ထွက်ရုပ်ရှင်ခေရောက်မှမဟုတ်ပါဘူးယနေ့ရောင်စုံရုပ်ရှင်ခေရောက်မှလည်းမဟုတ်ပါဘူးရှေးပဝတ္တနီ အတန်တိတ်ခစ်ကလေးကပါတောနေအောင်ကြားမှာမြို့ပြနေလူတို့အထိရွှေပနာမည်ကျော်ခဲ့ပါလေသူသဖြင့်တောင်မူလက်သမားဆင်းရဲသားလူတို့ဟာရွှေပကိုအထူးအားပေးနှိမ့်ချိုက်တဲ့အဓိကအင်အားမှာဘာကြောင့်လဲဆိုတော့မိမိတို့ဘဝနဲ့အနီးဆက်ဆုံးဟပ်မိတဲ့အတွက်ကြောင့်မြမရုပ်ရှင်လောကမှာရွှေပလိုခင်နှခစ်ကြော်ကြားလောက်အောင်ရုပ်ရှင်ပါရမီထူးချွန်ပြီးတက်တန်းကြာရှည်စွာမမေးမိန်တဲ့ရုပ်ရှင်မင်းသားရှာမရှာလာပါတယ် ရွှေဘရဲ့အဓိကပင်ကိုအရေးချင်းကတော့စိတ်ထားဖြောင်းမနေစကားပြောပြတ်သားပွင့်လင်းနေရန်နာသုံးပါမိဘဆရာသမားကိုယူသေးတယ်လူတန်းစားမခွဲရင်းနှီးစွာဆက်ဆံတဲ့အတွက်ကြောင့်လူချစ်လူခင်ပေါ်တဲ့မင်းသားပါကျွန်တော်တို့ငယ်စဉ်ကရွှေဘဝရွှေဘဟေဆိုတာနဲ့အားပေးသောဩဘာလက်ခုတ်တဲ့ဟာရုပ်ရှင်ုံအတွင်းမှာအပြင်ကိုရှန်ထွက်ကြလာတဲ့အပြင်လက်ခေါမုတ်တခဲနဲ့အော်ဟစ်အားပေးတဲ့အတန်တွေယနေ့တိုင်ကြားရောင်နေသေးဖြစ်ပါတယ် မြန်မာရုပ်ရှင်လောကမှာတော်ရုံမျိုးပါယုံပြည့်ယုံချမ်းအောင်အားပေးခံရတဲ့မင်းသားဟာရွှေဘတူဒီတာရှိတယ်လို့ပြောစမှတ်ပြုတဲ့ကာလပါလူစုံကောင်းစတဲ့မင်းသားဖြစ်လူကျန်းလေးနဲ့ရင်ဆိုင်ထိုးကြိမ်နိုင်ရပြီးရုပ်ရှင်ကြည့်ပရိသတ်တွေထမစိတ်ဝင်တစားရင်ဖိုးလှိုင်မောစွာနဲ့အားရဝမ်းသာအားပေးတယ်တစ်ချိန်ကရွှေဘဆိုတဲ့အောဘာတန်တွေဟာအမျိုးမျိုးဖုံဖုံစစ်စစ်ညံခဲ့ပါလေ စတမ်မင်သားဖြင့်အကြမ်းရဲမျိုးစိကန်ဂျုံပြခန့်ထိုးကျိတ်တပုတ်ခန်းတွေကိုကင်မရာလဲစားမှုပါပဲအမန်ကယ်စွန်စားကသေသက်လုပ်ပြနိုင်တာငယ်စဉ်ကတည်းကကျွမ်းကျင်တမြောက်တဲ့ဆရာသမားလေးထံမှလေးလာသင်ကြားခဲ့လို့လွှေဘောက်ကိုယ်တိုင်ဝန်ခံပါတယ်သူရဲ့ဆရာရင်းကလဝိကျော်ကြားပါခြင်းဖြစ်ပါတယ်ရွှေဘောက်ကိုအဖပကြီးဆရာကြီးဦးအောင်မြတ်မိဒေါ်ကွန်းတို့က1989တကူးလာဆန်းချောင်းရဲ့ပသိမ်မြို့မြို့ပတ်လမ်းမှာဖွားမြင်ခဲ့ပါတယ်နာမည်ရေးကမောင်အေးကြီးပါ အသက်18နှစ်အရွယ်မှာရန်ကုန်မြို့ရေကျော်လမ်းလမ်း90ထိပ်မှာရှိတဲ့ဦးလေးဖြစ်သူရဲ့တန်ဖြူလုပ်ငန်းမှာလာလုံနေရင်ရေကျော်မှာနေတဲ့လူချမ်းညိုအေးကြီးရဲ့အဆက်အသွယ်ပေးမှုကြောင့်ဒရိုက်တာဆရာခန့်ရဲ့လက်နက်ပုံစံတဲ့စကားမှာ ပထမဆုံးဇယံဖြစ်ပါဝင်ခွင့်ရပါတယ်။1948ခုနှစ်မတ်လ23ရက်နေ့မှာ ရုပ်ရှင်လောကကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့လွတ်လပ်ရေးရပြီးကာဇာလေးပေါ့ဗျာ။ ရွှေဘအကြောင်းပြောမယ်ဆိုရင်မင်းသားကျော်ဆွေလည်းခြံလက်ထားလို့မရဘူးဗျကျော်ဆွေရဲ့မူလမင်းသားအမည်နာမည်ကကျော်ရွှေတဲ့မင်းသားဆွေနိုင်ရဲ့ဖခင်ဒါရိုက်တာပဲရော့ဖေချန်ဟာတတိပြတိအတန်တဲ့ရုပ်ရှင်ရဲ့ကိုရမှာမင်းသားကျော်ရွှေကိုဆန်ကယ်စီစော်ဘွားကြီးကုန်းပေါ်မှာခုံချခိုင်ပါတယ်ရွှေဘလာရင်ကြမ်းရမယ်ကျော်ရွှေကမလုံရဲလို့လူစားထိုးရိုက်ကူဖို့ပြောတဲ့အခါမှာပဲရော့ဖေချန်နဲ့စကားချေတင်များပါတယ်ဒါနဲ့ပဲနောက်ဆုံး ဆက်လက်ရိုက်ကူးပေးခြင်းမပြုတော့ဘဲနဲ့မင်းသားနဲ့ထုတ်လို့ရေးလမ်းခွဲသွားပါလေ။ပဲရော့ဖေချန်ကအဲ့ဒီမှာလူချန်းဇက်ရံဖြစ်ပါလာတဲ့မောင်အေးကြီးကိုတစ်ချက်ကြည့်ပြီးမင်းမရှိတဲ့မင်းရဲ့ဘလာလိုက်မယ်ကွာဆိုပြီးရွှေဘလိုနာမည်ပေးပြီးတော့ခေါင်းဆောင်မင်းသားတင်စော်ဘွားကြီးကုန်းပေါ်မှာဆိုင်ကယ်စီးပြီးခုံချခိုင်ခဲ့ပါလေ။ရွှေဘလည်းတကယ်ခုံချရာဆိုင်ကယ်ခြေနင်းနဲ့ခြေတော်ညိခါယူကျိုးသွားခဲ့ရရှာပါလေ။ တတိပတိကယုံနေတဲ့ခါမှာပရိသတ်ကတခဲနှက်အားပေးနေခြင်းရွှေဘကဆေးုံတနေရတဲ့ကာလပါ တကယ်အာဂမင်းသားဖြစ်ပါလေပရိသတ်တွေတိုးဝဲကြည့်ရှုခြင်းရွှေဘကကြောက်ပတီနဲ့အဲ့ဒီစကားနဲ့ရွှေဘပွဲဥထွက်သွားပါလေရွှေဘကစကားများစုံရကူရတဲ့တတန်းရှိမင်းသားလည်းဖြစ်ပြီးအတန်တိတ်ခင်မအတန်ထွက်အထိအောင်မြင်ခဲ့တဲ့မင်းသားပါရွှေဘနဲ့ခပြိုင်မင်းသားတွေကကြော်ဆွေကြော်ဖေးတင်ညွတ်ကြော်ဝင်းရဲဘော်တက်ရှိဇေယအဖိုးပါကြီးတို့ဖြစ်ပါလေ ရွှေဘွားရဲ့ဇနီးကတော့ရုပ်ရှင်မင်းသမီးတင်းတင်းလက်ဖြစ်ပါလိမ့်1963ခုနှစ်မှာရွှေဘွားဟာသမရရုပ်ရှင်ကုမ္ပဏီကိုတည်ထောင်ခဲ့ပါလိမ့်သမရရုပ်ရှင်မှာရိုက်ကွေးတဲ့ဇာတ်ကားတွေကတောအဖိုးတို့၊ဂွားစာ၊တတိခဲဒိုးနှစ်ယောက်လက်တလုံးချာအမိုက်ခဲက ရွှေနောက်ဆုံးကြည်စံငမန်းစွယ်နဲ့ကျွန်းတန်တဲ့ဇာတ်ကားတွေကိုယ်တိုင်ထုတ်လုပ်ပြီးတော့မင်းသားကြီးရွှေဘွားဟာကိုယ်တိုင်သိဥဆောင်ပါတယ် မင်းသားကြီးရွှေပါရဲ့နောက်ဆုံးသရုပ်ဆောင်တဲ့ဇာတ်ကားမှာဒရိုက်တာခင်မောင်ဦးနဲ့အစိုးသိန်းထွတ်ရိုက်ကူးခဲ့တဲ့မချစ်လဲပြုံချစ်လဲပြုံဆိုတဲ့ဇာတ်ကားပါ1985ခုနှစ်ကပါသမရလူကျန်းအဖွဲ့ဟာမြမရုပ်ရှင်သမိုင်းမှာလှုပ်ဖော်ကင်ဘတ်ဇက်ဖို့အစရဲ့လူကျန်းသရုပ်ဆောင်များအားကြည့်ရှုဆောင်ရှောက်ခဲ့တဲ့ဟာရွှေပါဦးတဲ့တာဖြစ်ပါလေသမရလူကျန်းအဖွဲ့ကိုတည်ထောင်ပြီးလူ60နီးပါးတာဝန်ယူကျွေးမွေးဆောင်ရှောက်ပါတယ် ။ရိုက်ကွင်းရှိရှိမရှိရှိသူ့စီမှာထမင်းလက်ကစားလို့ရလို့လူချမ်းတွေတုံယုံနဲ့အများနဲ့ဖြစ်နေပါလေ။ရွှေပေါင်းပြောစကားကိုကောင်းနှုတ်ဖော်ပြရရင်တော့တမရလူချမ်းဖွဲ့ဖွဲ့တာချမ်းသာကြလို့မဟုတ်ဘူး။ကျွန်တော်တို့လူသမားတွေကိုထမင်းကျွေးရင်လူသမားတွေဘသူမှထမင်းငတ်မှာမဟုတ်ဘူး။ကျွန်တော်မှသမရရွရှင်တဲ့လူချမ်းဖွဲ့ရှိတယ်ဘာမှငွေတပြားမှမရှိဘူးတဲ့ဒါပေမဲ့ကျွန်တော်လူ40ကိုကျူးထားတယ်လို့ဆိုပါတယ်ရွှေပေါဦးဆောင်တဲ့သမရလူချမ်းဖွဲ့ဟာ ရှေရဂုံဘုရားဝုအသင်မှာတနင်္ဂနွေနေ့တိုင်းရင်းမြင့်ကိုတမျက်စိလဲတာဝန်ယူပြီးတော့ကုသပါဝင်ပါတယ်။ရွှေဘပါဝင်ရိုက်ကုတဲ့ဇကာများစွာနဲ့ဝရံပြေဘိုးသိန်းဇကာကိုတရုတ်ပြည်မှာဝယ်ယူခဲ့ပြီးတော့အဲ့ဒီခေတ်ခါကတရုတ်စာတန်ထိုးပြီးတော့မှပြတာခဲ့ရတဲ့အထိအောင်မြင်ခဲ့ပါတယ်။ဝရံပြေဘိုးသိန်းကိုမင်းသားညွန့်ဝင်နဲ့ပြန်လဲရိုက်ကုရာအတော်အသင့်အောင်မြင်မှုရခဲ့ပါတယ်။ဒါပေမဲ့ရွှေဘတော်ကတော့လူကြိုက်မများခဲ့ပါဘူး။ မင်းသားကြီးရွှေဘာဟာ1948မှ85ခုနှစ်ထိရုပ်ရှင်ကားပေါင်းများစွာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ရွှေဘာပါဝင်တဲ့ဇာတ်ကားအများစုဟာဥတီချက်မြင်မာပြီးရွေချက်ကောင်းမှပါတယ်။ပရိသတ်အင်အားအများဆုံးသောမင်းသားလည်းဖြစ်ပါတယ်။မင်းသားရွှေဘာကိုပရိသတ်ကဘလောက်ချစ်တယ်လဲဆိုတော့ဆရာမောင်ခိုင်လက်ကမဟေဒီမဂဇင်းမှာရေးထားတဲ့လွမ်းတက်သူရသစာတမ်းမှာအထင်ရှားမြင်နိုင်ပါတယ်။ကောင်းလို့ပြောရရင် မြင်းစည်းလူတို့ကကျိုးနဲ့တုပ်ရွှေဘောက်ကိုဆွဲပြီးတဲ့အခါရုပ်ရှင်ကြီးပြိတ္တတဲ့မှာဥဒ္ဒာဤဥပေါ့ဆာတို့မှာဂရောင်းကြိုက်ရတော့မလို့လို့ပိတ်ကားပေါ်ကရွှေဘောက်ကိုပဲဆွဲထုတ်ကြရတော့မလို့လို့မလုပ်ရမယ်မသိရောင်တိရောင်နာပြားခနေပါလေလူတို့ကမတရက်လက်သီးလက်မောင်းနဲ့ကျုံးဝါသူကကျုံးဝါနဲ့ပလောရိုက်နေပါပြီဟေးအောင်နေမတရားမလုပ်နဲ့တတိရှင်တယောက်ချင်းချပါတော့ကအမျိုးယုံတွေအဲ့ဒီလိုပြိတ္တတွေကမိဟုံဟုံတော့ပူပန်တော့ကများနေမှာအမြင်ဆုံးဒီရောက်တော့မှာ ကျွန်တော်တို့ဇလိုက်ကြီးဦးကျော်ဖုန်းကဇက်ခုံညာဘက်တော့မှဖြက်ခနဲပေါ်လာပြီးလက်ကင် online ငယ်လေးပါးစပ်နဲ့တိတ်ကတိတ်ကနဲ့ပရိသတ်ကြီးခင်ဗျာကျေးဇူးပြုပြီးနားဆင်ပါအခုလောလောဆယ်ကျွန်တော်တို့ရဲ့ဇလိုက်ကြီးရွှေဘခံနေရပြီမဲ့မကြမီရွှေဘပြန်ချပါတော့မယ်ဇလိုက်ဆိုတာက အကြက်ရိုက်လဲခဏပါပဲဇလိုက်ဆိုတာတေယူးထုံးစံမရှိပါဘူးအဲ့ဒီလိုကြီးညာရပါတယ် အောင်ပွဲဆိုတာထောင်ခဲနဲ့တရုတ်ခွဲချမရသလိုပါပဲရွှေဘပြန်မိနိုင်ပါလိမ့်မယ်စိတ်အေးအေးနဲ့ကြည့်တော်မူကြပါခင်ဗျာဟောပြောရင်ပြောရင်ရွှေဘရွှေဘအသေးချပါပြီဗျာတဲ့ဒါကမောင်ခိုင်လက်ရဲ့အရေးဖွဲ့ဗျာတကယ်လည်းအပြစ်မှဒီတိုင်းပဲကျွန်တော်အမေဆိုရင်တောက်လက်စပြောင်းမှုဘတ်စလိတ်တူနဲ့တော့ပိတ်ကားကိုထပ်ပေါက်မယ်လို့လို့အဲ့ဒီတော့ကကျွန်တော်အမကမနေထားဆွဲထားရပါလိမ့်ပြည်သူအချစ်တော်မင်းသားကြီးရွှေဘဟာသင်္ခါရတရားရဲ့မမြဲတဲ့သဘောတဘာဝတိုင်း 1988ဒီဇင်ဘာလ1ရက်နေ့အသက်60ရွယ်မှာ ရန်ကုန်မြို့မှာပဲကွယ်လွန်ရှာခဲ့ပါတယ်။လူသေးတော်လဲနာမည်မသိခဲ့တဲ့ခေဟောင်းမင်းသားကြီးစစ်စစ်ဖြစ်ပါတယ်။ရေးသားသူမော်ဆရာမောင်နေကြီးကိုအထူး credit ပေးပါတယ်ဗျာ။